မင်္ဂလာပါမင်္ဂလာပါကျောင်းဒီဗီဒီယိုမှာဆိုလို့ရှိရင်နန်ဆိုတာပါလဲပေါ့နော်နန်မှာတိတင်းတိထိုက်တဲ့အခြေခံတွေကိုကျောင်းသူတို့ကလေ့လာမှဖြစ်တယ်နော်ကဲနန်နန်ကဘယ်ထဲမှာပါလဲဆိုလို့ရှိရင်8 parts of speech 8 parts of speech ဆိုတာ speech ဆိုတာကစကားဖြစ်တယ် part ဆိုတာက၈မျိုး အင်္ဂလိပ်စကားကိုအင်္ဂလိပ်စကားကိုဖွဲ့စည်းထားတဲ့အမျိုးအစား၈မျိုးထဲမှာမှာနံ noun ဆိုတာပါတယ်နော်ဟုတ်ပြီကဲ noun ဆိုတော့ဘာလဲ noun noun it's everything noun it's everything ဒါမှမဟုတ် everything it's noun ဆိုလိုချင်တာကျွန်တော်မြင်ရတဲ့ဟာမမြင်ရတဲ့ဟာကျွန်တော်ထီတွေ့လို့ရတဲ့ဟာထီတွေ့လို့မရတဲ့ဟာအားလုံးကို noun လို့ခေါ်တယ်နော် something that we can touch something that we can see something that we can't see something that we can smell so အားလုံးဖြစ်တယ်နော်ကျောင်းမမြင်ရတယ်မမြင်ရတယ်ကျောင်းအနံ့နေကျောင်း sense senses တွေအနံ့နေမွေးတာတို့ပုပ်စော်နံတာတို့အနံ့နေအကုန်လုံးရခတဲ့ကို noun လို့ခေါ်တယ်နော်ဟုတ်ပြီဒါပေမဲ့ကျွန်တော် basic ဲ့ parts of speech မှာကျွန်တော်ဒီ now နံကြောင်းလေ့လာတဲ့ချိန်မှာကျွန်တော်အများကြီးအများကြီးသိစရာမလိုဘူးเนาะကျွန်တော်ဘာတွေသိသင့်လဲအချက်နေနဲ့ကျွန်တော်၃ခုအရင်ကြည့်အောင်เนาะ၃ခုမှာမှကျွန်တော်နံရလို့မြင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ count able count able ရေတွက်လို့ရတဲ့နံလားဒါမှမဟုတ် and accountable အမမ accountable လို့လည်းခေါ်တယ်နော် countable ဆိုတာစလုံးနှလုံးပေါင်းတတ်တာ count count နဲ့ able able ဆိုတာကနိုင်နိုင် count ဆိုတာရေတွက်တာ able ဆိုတာနိုင်တာ count able ရေတွက်နိုင်တဲ့နံလားဒါမှမဟုတ် and ဆိုတာက and နဲ့ not နဲ့ကတူတူပဲနော်မဟုတ်ဘူး ဒါမှမဟုတ် and count able စလုံးသုံးလုံးပေါင်းတာဒါနော် and count able ရေတွက်လို့ရတဲ့နံလားရေတွက်လို့မရတဲ့နံလားဆိုတော့ဒီနှမျိုးအဓိကနေနဲ့ကျွန်တော်တော့တီးဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အမျိုးစားခွဲဖို့လိုတယ်ဥပမာရေတွက်လို့ရတဲ့နံမှာဆိုလို့ရှိရင်ကျွန်တော်တော့လူတွေရှိမယ်ပြင်ဒီကကျွန်တော် eraser pen ချီးတွေးကင်တွယ်လို့ရတဲ့ဟာတော်တော်များများတရားရခိုင်တော့မဟုတ်ဘူးเนาะရေရေကကြောင့်ချီးတွေးလို့ရတယ်ချီးလို့ရတယ် feel လို့ရတယ်ခံစားလို့ရဒါပေမဲ့ရေကရေတွက်လို့မရကဲရေတွက်လို့ရတဲ့အထက်မှာဘာတွေရှိမလဲကျွန်တော် pen ဘောပင်တွေရှိမယ်ပြီးရင် paper လူတွေရှိမယ်ဟုတ်ပြီเนาะလူတွေရှိမယ်ပြီးရင်ဘာတွေရှိမလဲအများအများရှိရအိမ် house အိမ်ရှိမယ်ပြီး school ကျောင်းတွေရှိမယ်ဆိုတော့ဒါတွေအကုန်လုံးကရေတွက်လို့ရတယ်ပြီးရင် uncountable uncountable ရေတွက်လို့မရတဲ့နေရာမှာဘာတွေရှိမလဲရေတွေရှိမယ်ဟုတ်ပြီနော်ရေတွေရှိမယ်ပြီးဘာတွေရှိအောင်မလဲရေတွေရှိမယ်ပြီးရင် gas ဟုတ်ပြီနော်ဆိုတော့ရေတွက်လို့မရတဲ့နံနဲ့ရေတွက်လို့ရတဲ့နံဆိုပြီးတော့ကျွန်တော်အဓိကနှမျိုးနှစ်စားကိုကျွန်တော်တီးဖို့လိုတယ် ဒီမျိုးနှစားဘာဖြစ်လို့တိဖို့လိုလဲဆိုလို့ရှင်ဒီမျိုးဒီနှမျိုးလုံးတိပြီးမှပဲကျွန်တော်တို့နောက်ပိုင်းဆိုလို့ရှင် sentence structure ဝါကျဖွဲ့အစည်းပုံနဲ့ကျွန်တော်လေ့လာတဲ့အချိန်မှာကိုယ့်ရဲ့ verb ဘာဖြစ်လို့ဝါကျတစ်ခုကို subject verb object နဲ့ဖွဲ့အစည်းထားတာဆိုကိုယ့် subject က subject ကမြဲတမ်း noun တစ်ခုခုဖြစ်နိုင်တယ်ဥပမာကိုယ့်ရဲ့ noun က water ဆိုလို့ရှင် okay ရေကရေတွက်လို့မရဘူးဆိုလို့ရှိရင် verb ကတော့အနေဖြစ်ကိုဖြစ်ရမယ်အဲ့ဒါကြောင့် noun ကရေတွက်လို့ရလားမရဘူးလားဆိုတာကျွန်တော်တို့သိဖို့ဒါတာကိုရေးကြည့်တယ်เนาะကဲရေတွက်လို့ရတဲ့ noun Okay ခုနရေကိုပြန်ကြည့်အောင် water it's important ရေက ရေတွက်လို့မရတဲ့အတွက်ကြောင့်သူရဲ့ verb ကအမြဲတမ်းအနေရှိရမှာ water are important ဆိုပြီးတော့သုံးလို့မရဘူးเนาะ water are important သုံးလို့မရ water is important ဒါပေမဲ့ဒီရေကိုရေတွက်လို့ရအောင်လုပ်လို့ရလားဆိုတော့ရေတွက်လို့ရအောင်လုပ်လို့ရတယ်เนาะဆိုတော့တချို့ရေတွက်လို့မရတဲ့ဟာဥပမာ gas gas ဆိုလို့ရှိရင်ရေတွက်လို့ရလားရေတွက်လို့မရဒါပေမဲ့ရေတွက်လို့ရအောင်ကြောဘာလို့လို့ရလဲရေတွက်လို့ရအောင်ကျွန်တော်ပြောင်းပေးလို့ရတယ်ဥပမာ a tank of gas okay no a tank of gas a ဆိုတာ article နောက်ပိုင်းကျွန်တော်သင်မယ်နော် a ဆိုတာ a tank of tank ဆိုတာဘူးပြောချင်တာเนาะ gas ဘူး a tank of gas ဆိုလို့ရှိရင် gas တဘူးကိုပြောချင်တာဒါမှမဟုတ်အများနဲ့ဆိုလို့ရှိရင် two tanks of gas ဒါဆိုလို့ရှိရင်နှစ်ဘူးဖြစ်သွားပြီเนาะဒါဆိုအများဖြစ်သွားပြီဆိုတော့ဒီရေတွက်လို့မရတဲ့ gas ရေတွက်လို့မရတဲ့ဟာမှန်သမျှကိုကျွန်တော်ရေတွက်လို့ရအောင်ကျွန်တော်တို့လုတ်ပေးလို့ရတယ်เนาะ okay gas ဒါမှဒီနေ့မှာ okay two tanks ဆိုတော့ gases ထဲเสียလို့လားထဲเสียမလို့ तू တော့ငိုတဲ့အား gas ကရေတွက်လို့မရတဲ့အတွက်ကြောင့် तू ကို es ထဲเสียမလို့ဘူးဥမာရေဆိုလို့ရှင်ရေကိုရေတွက်လို့ရအောင်ကျွန်တော်ဘယ်လိုလုပ်မလဲကြည့်အောင်နော်ရေကိုရေတွက်လို့ရအောင်ရေကိုရေတွက်လို့ရအောင်ကျွန်တော် cup ခွက် cups ဒါမှမဟုတ် cup ခပ်ဆိုတာရေတွက်လို့ရတယ်ခွက်တစ်ခုနှစ်ခုသုံးခုလေးခုပကံဆိုလို့ရှိရင်ပကံတစ်လုံးနှလုံးသုံးလုံးဆိုပြီးတော့ရေတွက်လို့ရတယ်ဒါပေမဲ့ရေကိုရေရေတွက်လို့မရတဲ့ဒီရေကိုရေတွက်လို့ရအောင်ကျွန်တော်တို့ခွက်ထဲကိုထည့်လိုက်ပြီဆိုလို့ရှိရင်ရေတွက်လို့ရသွားမယ်အဲ့ဒီတော့ a cup of water ရေတစ်ခွက်ဒါမှမဟုတ်3 cups of water 3 cups of water ဆိုတော့သူကအများဖြစ်သွားတဲ့ချိန်မှာကိုယ့်ရဲ့ verb ကလည်းအများဖြစ်သွားမှာเนาะဆိုတော့ဒီနေရာမှာကျွန်တော် grammar အခြေခံစီကံလေးကျွန်တော်သိတာပို့က water ဆိုတာရေတွက်လို့မရဘူးဆိုတော့သူ့နောက်မှာရေတွက်လို့မရတဲ့နံရဲ့နောက်မှာကျွန်တော်အများကိန်းဘယ်လိုမှထည့်လို့မရဘူးเนาะဥပမာ water is s ဟုတ်ပါတယ်ကျွန်တော်စာအုပ်တို့ကျမ်းစာအုပ်တွေတချို့ကျွန်တော်ဟို classic ကျမ်းကျမ်းဂန်တွေမှာကျမ်း ်စာအုပ်ဟောင်းနေမှာပေါ့နော်ကျွန်တော် water s ထည့်တာတွေရှိတယ်ဒါပေမဲ့ဒီ data basic မှာ s မထည့်အောင်နော်အဲထည့်စရာမလိုဘူးရေအများလို့ရေမျိုးစားအများပြောတဲ့ချိန်မှာ water.ten ထည့်လိုက်မယ်ဒါဒါနီးကရေကရေတွက်လို့မရအောင်ရေတွက်လို့မရတဲ့အတွက်ကြောင့်သူ့ကိုသူ့သူ့ကို s ရေအများဆိုပြီးတော့ s ထည့်လို့မရဘူးဒါပေမဲ့ cup ကရေတွက်လို့ရလား cup ကရေတွက်လို့ရတဲ့အတွက်ကြောင့်ရေတွက်လို့ရတဲ့ countable အနောက်မှာ အများကြီးနေနဲ့ကိုညွန်းချင်းပြီဆိုလို့ရှိရင် S ထည့်ပေးရတယ်3 cups of water water နဲ့မှာ coffee ဆိုလို့ရှိရင်3 cups of coffee coffee က S ထည့်လို့ရလားမရဘူးဘာဖြစ်လို့လဲဆိုတော့ coffee ကရေတွက်လို့မရဘူးအဲကြောင့် this morning i drank 3 cups of coffee ဒီမနေ့ကျွန်တော် coffee ၃ကတောက်တယ် so တချို့လည်းမေးကွမေးမှာပါဟာနန်းနေနောင်ဆိုတာအများကြီးရှိတယ်မို့လားဟုတ်တယ်နောင်ကအမျိုးအစားအများကြီးအများကြီးအများကြီးရှိတယ်နောက်ပိုင်းဆိုရင်ကျွန်တော်အများကြီးကြောင့်ခွဲသွားမယ် uncountable မှာပါမျိုးစားတွေရှိလဲပြီးရင် countable မှာမျိုးစားတွေရှိလဲဒါပေမဲ့ဒီနေ့မှာကျွန်တော်သိဖို့က countable ဆိုလို့ရှိရင်ရေတွက်လို့ရတယ် countable uncountable ဆိုရေတွက်လို့မရဘူးဆိုတော့အနံကအချမ်းမြင့်နေတဲ့ဒီနှမျိုးနှစားပဲရှိတယ်ဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ် ဥပမာဆိုလို့ရှိရင်တချို့ပြောအော် common noun တို့ proper noun တို့အဲ့ဒါတွေသိပြရမလို့ဘူးလားသိရလို့တယ်ဒါပေမဲ့အခုမလို့သေးဘူးဘာလို့ဆိုတော့ကျွန်တော်တကယ်လက်တွေ့သုံးတဲ့ချိန်မှာ countable နဲ့ uncountable ကတာရေးကြည့်တယ်ဥပမာဆိုလို့ရှိရင်ကျွန်တော်အဲ့ collective တို့ collective noun တွေဆိုတာရှိတယ်ဥပမာ collective ဆိုတာ team team ဆိုတာအဖွဲ့လိုက် collective ဆိုတာအဖွဲ့နဲ့ပြတာ team ဆိုတာက အဖွဲဆိုပြောလိုက်ပြီဆိုလို့ရှိရင်တယောက်တစ်ပူတဲ့ဟာဖြစ်တယ်။ဒါပေမဲ့သူ့ရဲ့ verb ကဘာသုံးရလဲဆိုလို့ရှိရင် the team team အတိတ်ဘက်ကတော့ team ဆိုတာလူတယောက်တစ်ပူပြီးနှစ်ယောက်ပေါ့နော်။အနည်းဆုံးနှစ်ယောက်ရှိရမယ် team ဆိုတဲ့စကားသုံးပြီးဆိုဒါပေမဲ့နှစ်ယောက်ရှိပေမဲ့လို့သူ့ရဲ့ verb ကအနည်းပဲသုံးရတာ the team are coming လို့မသုံးဘူး။ the team are coming ဆိုပြီးတော့မသုံးဘူးဒါမမှန်ဘူးနော်။ဖြစ်ရမှာ the team is coming ဒါမှမဟုတ်ကျွန်တော်ဘောလုံးအသင်းတစ်သင်းဆိုလို့ the team ဒါမှမဟုတ်ဘောလုံးအသင်းတစ်သင်းဆိုလို့ရှိရင် teams မှာအဲဖြစ်သွားပြီနော် two teams how many teams two teams ဒါပေမဲ့ဘောလုံးဘောလုံးတစ်ဖွဲ့မှာဆိုလို့ရှိရင်လူတစ်ယောက်ထက်ပိုပြီးတော့ရှိတယ်ဒါမှမဟုတ်အဲ့ဘောလုံးတစ်ဖွဲ့တည်းပဲညွှန်းခြင်းတဲ့အချိန်မှာ the team သုံးတယ်သူရဲ့ verb ကအမြဲတမ်းအနေပေါ့နော်ဒါမှမဟုတ် ဘောလုံးနှစ်ဖွဲ့သုံးဖွဲ့ဆိုပြီးတော့ကိုပြောချင်းလာပြီဆိုလို့ချင်း the teams the teams are ဒါတွေကြတော့ collective noun လို့ခေါ်တယ်ဒါပေမဲ့တဒါကျွန်တော်8 parts of speech english တဒါလေ့လာတဲ့အချိန်မှာအစပိုင်းမှာကျွန်တော်တို့ noun နဲ့ပတ်သက်ပြီးတော့အမျိုးအစားအများကြီးအများကြီးသိကြမလို့ဒီနှမျိုးကျွန်တော်တို့အဓိကသိရမယ်ဒီနှမျိုးသိမှကို verb ကိုဘယ်လိုသုံးမလဲဆိုတော့ကျွန်တော်သိမယ်နော်ဆိုတော့ဟုတ်ပြီ now ရဲ့အခြေခံဒါဖြစ်တယ်ပြန်ပြန်ပြီးတော့နှွေးရမယ်ဆိုလို့ရှိရင် now ဆိုတာ now it's everything ကြောင့်မြင်ရတဲ့ဟာမမြင်ရတဲ့ဟာကင်တွယ်လို့ရတဲ့ဟာကင်တွယ်လို့မရတဲ့ဟာက now ဖြစ်ပါတယ်ကဲ now က8 parts of speech speech ဆိုတဲ့အင်္ဂလိပ်စကားကို10မျိုးနဲ့ဖွဲ့စည်းထားတယ်10မျိုးနဲ့ဖွဲ့စည်းထားတဲ့အထဲမှာ now နံကအပါဝင်ဖြစ်တယ်เนาะပြီးရင်နံကအချမ်းမြင့်နေနဲ့ဒါမှမဟုတ်အဓိကကြဆုံးခြေခံမှာဆိုလို့ရှင်းနံကိုကျွန်တော်နှမျိုးနှစားခွဲပါတယ်เนาะ countable noun နဲ့ uncountable noun ရေတွက်လို့ရတာနဲ့မရတဲ့နံဆိုပြီးတော့ကျွန်တော်တို့ခွဲပါတယ်ရေတွက်လို့မရတဲ့ဟာဆိုလို့ရှင်ရေတို့ coffee တို့တဲတို့ပြီးရင်ကျွန်တော်စာတို့စီတို့ဒံငွေတို့ချစ်တာတို့ကြိုက်တာတို့အဲ့ဒါတွေကကြတော့ uncountable ရေတွက်လို့မရဘူးပြီးရင် countable ကြရေတွက်လို့ရတဲ့စာအုပ်ဘောပင် လူ၂ယောက်၃ယောက်အိမ်ကြောင်းကြောက်ကင်တွေ့လို့ရတဲ့ဟာမြင်လို့ရတဲ့ဟာတော်တော်များများကရစ်တွေ့လို့ရတယ်နော်ဒီရစ်တွေ့လို့ရတဲ့နံရစ်ရစ်တွေ့လို့ရတဲ့နံနဲ့ရစ်တွေ့လို့မရတဲ့နံကျွန်တော်တိမကျွန်တော် subject verb မှာကိုယ် verb ကအနည်းလားများစွာဆိုတာကျွန်တော်တို့သိနိုင်တယ်ဆိုတော့ဒီနေ့ကတော့ now နံအခြေခံမှာဒီလောက်ပါပဲကျွန်တော်နောက် video တွေမှာပြန်ပြီးတော့ส่งยาวเนาะเจซุติเน